မေလ18ရက်နေ့73ချိန်မြောက်ထင်ရှားပြတော်မူခြင်း1858မတ်လ1ရက်နေ့ဘာသာမှုကိုစောင့်တည်ခြင်းသည် လောကီတတ်ပညာသင်ကြားခြင်းကဲ့သို့တရွေ့ရွေ့တဆင့်ပြီးတဆင့်တိုးတက်ကြီးပါ၏မေရော်မာရီယာသည်ဗနက်တတား၏ဝိညာဉ်ကို ဖြောင့်မတ်ဆောင်လင်းခြင်းအဖြစ်သို့ရောက်အောင်တဆင့်ပြီးတဆင့်ပို့ဆောင်တော်မူ၏သို့ဖြစ်သောကြောင့် ်ပထမသူငယ်မကို ခေါ်တော်မူ၏ဒုတိယမိမိအားကိုးစားခြင်းရှိရန်အားပေးတော်မူ၏ထို့နောက် သူ၏စိတ်နှလုံးထဲ၌အလွန်တရာနှစ်လိုပွဲသောနှစ်သိမ့်ခြင်းကို ခံစားစေတော်မူပြီးမှလူတို့၏အပြစ်မကောင်းမှုတို့အတွက်ငိုကြွေးစေတော်မူ၏ဤသို့ယူပါယုံသခင်မသည်မိမိရှိတော်၌သူငယ်မအားဝမ်းမြောက်ဝမ်းသာခြင်းနှင့် စိတ်နှလုံးညှိုးငယ်ပူဆွေးခြင်းကိုတလဲစီဖြစ်စေတော်မူ၏ထိုနည်းအားဖြင့်မြတ်စွာဘုရားသခင်သည်ဖြောင်းမချင်းသို့ပို့ဆောင်တော်မူရ၌ဆင်းရဲဒုက္ခ၏လေးလုံးဝန်ကိုစိတ်နှလုံးချမ်းမြေ့တရားခြင်းဖြင့်ပော့စေတော်မူ၏လွန်ခဲ့သောရက်ကဟုံးတော်ကြီးနှင့်တွေ့ဆုံပြောဆိုရ၌ခဲရင်စွာပြောဆိုရသည်တမကလိန်လေကောက်ကျစ်သောသူကဲ့သို့ စစ်စေးမင်းမြန်ခြင်းကိုခံခဲ့ရ၏မနေ့ကမူသခင်မနှင့်နီနောပြောဆိုရ၌စိတ်နှလုံးချမ်းမြေ့ခြင်းကို တွေ့ရ၏မတ်လတရက်နေ့၌သူငယ်မသည်ဂူလိုင်သို့သွားသောအခါထိုเจ้าရာများကိုစဉ်းစား၍သွားလေ၏ဂူလိုင်သို့ရောက်၍ဒူးထောက်လိုက်သည်နှင့်တပြိုင်နက်ပြုံးလျက်ကြည့်နေသော သခင်မကိုမြင်ရသဖြင့်သူငယ်မ၌စိတ်နှလုံးကြည်နူးသွားတော်၏ ိတ်ထဲကစိတ်ပရီကိုနိုင်ယူပြီးမှခရစ်စုမတ်သားသားမြေဆဲဆဲလက်ကုံမြောက်စင်တွင် သခင်မ၏မျက်နာသည်ညှို့ညင်၍သဘောမကျသောလက္ခဏာကိုမြင်ရ၏သည်စိတ်ပရီဗမာနီဟုသခင်မကမေးသော သူငယ်မသည်လက်၌ရှိသောစိတ်ပရီကိုပြလေ၏ထိုအခါသခင်မကသင်မှားပြီဤစိတ်ပရီကသင်ဤစိတ်ပရီမဟုတ်ဟုပြောလိုက်၏ ။သခင်မပြောသည့်အတိုင်းမှန်၏။အကြောင်းမူကားဘန်နေဒတာကင်သောစိတ်ပရိသည်အခြားသူတဦးကပေးလိုက်သောစိတ်ပရိဖြစ်၏။ထိုသူသည်မိမိစိတ်ပရိကို ယူပါယုံထင်ရှားချိန်၌ဘန်နေဒတာကင်၍စိတ်လင်အထူးကောင်းခြင်းမင်္ဂလာခံရလိမ့်မည်။မေရောကိုအထုတရိယနေလိမ့်မည်ဟု ချင်မှတ်၍သူငယ်မအားထိုစိတ်ပရိကိုစိတ်ယံပေးထား၏။ဘနေတတာသည်ကင်ထားသောစိတ်ပရိကိုကြည့်၍ မိမိစိတ်ပရိမဟုတ်ကြောင်းသိသဖြင့်ဖယ်ထားပြီးမိမိစိတ်ပရိကိုယူပြီးမှ လက်ကိုဆန့်တန်းလျက်သခင်မအားပြ၏ထိုခါမှသခင်မသည်ပြုံးချိုသောမျက်နာကို ပြသည်နှင့်ဗန္နတတသည်အာတတယောနေ့တိုင်းနေ့တိုင်းကဲ့သို့တရာကြည်ညိုခြင်းကြီးစွာနှင့်စိတ်ပရိကိုစိတ်လေ၏ထိုနေ့၌တနင်္ဂနွေနေ့ဖြစ်သောကြောင့်လူ့မျိုးသူမျိုးသားနှင့်နေမလူများပြားရောက်လာကြသဖြင့် ဂူလိုင်ပတ်ဝန်းကျင်မှာထောင်ပေါင်းများစွာသော လူမှုကြီးစုယုံလျက်ရှိ။ထိုလူမှုကြီးသည်ညှို့မိနေသော သူတို့ကဲ့သို့သူငယ်မအပေါ်၌မြစ်တာအားကြီး၍သူငယ်မ၏မျက်နာပြောင်းလဲခြင်း၊နှခမ်းလှုပ်ခြင်းစိတ်ပရိစိတ်ချင်းတို့ကို မလစ်လက်ရအောင်စိုက်ကြည့်နေကြ၏။သူငယ်မပြောရင်ဆောင်ရွက်ရန် အသင့်ရှိနေကြ၏။ ဘနတတ္တာဤဘဝင်ကြ၍မိမောတွေတကဲ့သို့အဖြစ်ကိုအံ့အားသင်ကကြည့်ရှုကြလျက်နောက်ဆုံး၌သူတို့ပင်ဤသို့သောအဖြစ်မျိုးတွင်ပါဝင်သောလက္ခဏာရှိကြကုန်၏မိစာတရားဟောရာတွင် ဖုံးတော်ကြီးကဒူးထောက်ခြင်းခရစ်သုမတ်သားခြင်းစသောအပြုမူတို့ကိုတရားနာသူတို့နှင့်အတူလှုပ်တကဲ့သို့ပရိသတ်တို့သည်ဘနတတ္တာအပြုမူများကို သူနှင့်အတူပြုကြကုန်၏ သောဖြစ်သောကြောင့်ဗန္နတတသည်မိမိစိတ်ပရိကိုသခင်မအားပြသောအခါပရိသတ်တို့လည်းအတူလိုက်၍မိမိတို့၏စိတ်ပရိများကို အိတ်ထဲက၌ယူပြီးမှ လက်ကိုဆန့်တန်းလျက်သခင်မအားပြကြ၏သူငယ်မသည်စိတ်ပရိစိတ်သောအခါလည်းသူငယ်မကဲ့သို့တရာကြည်ညိုခြင်းနှင့်အတူစိတ်ကြ၏သူတို့သည်သခင်မကိုမမြင်ရတော့လဲဗန္နတတကအမှန်မြင်သည်ဟုယုံကြည်သဖြင့်စိတ်ပရိဖြင့်မေရောအား ជីညိုခြင်းကိုထောက်ဖော်ပြရန် သူငယ်မသည်အရေးအမတ်ပေးသည်ထင်၍တရာជីညိုခြင်းကြီးစွာနှင့် စိတ်ပရိစိတ်ကြလေသည်စိတ်ပရိစိတ်ရ၌လည်းဘယ်များလောက်တရာជីညိုခြင်းကြီးသည်ကို အပေသူမျှမပြောနိုင်ယူပါယုံကွယ်ပြောက်ပြီးနောက်ပရိသတ်တို့ကသူငယ်မအားအဘဲเจ้าလက်ကိုဆန့်၍စိတ်ပရိကိုသခင်မအားပြသည်နီဟု မေးသောအခါသူငယ်မက ကျမသည်ဒူးထောက်၍စိတ်ပရိစိတ်ရန် စိတ်ပရီကိုကင်လိုက်ရာကျမစိတ်ပရီမဟုတ် သူတပါးဤစိတ်ပရီကို ယူမိသောကြောင့်သခင်မသည်ကိုပိုင်စိတ်ပရီစိတ်စီလိုကြောင့်ပြောသဖြင့်ကျမစိတ်ပရီကို ပြရပါသည်ဟုပြော၏ပရိသတ်တို့သည်လည်းစိတ်ပရီကိုမြောက်ပြကြသဖြင့်မေရိုမာရီယာပေါ်၌ကြီးစွာသောချစ်ခင်ခြင်းရှိကြောင်းထင်ရှားစေ၍ဂါဗီအဲဂါမေရိုကိုနှုတ်ဆက်သောစကားနှင့်နှုတ်ဆက်ကြသောကြောင့်အလွန်ဝမ်းသာခြင်းဝမ်းမြောက်ခြင်းရှိကြကုန်၏ ထိုအချိန်ကာလမှာလူ့မျိုးပဝန်းကျင်၌နေကြသောသူတို့သည် ယူပါယုံသခင်မကိုဖျားမယ်တော်ဖြစ်ကြောင်းယုံကြည်ကြ၏။ဤကဲ့သို့ဂူလိုက်မှာမေရော်ကိုယိုသည်လေးမျက်စွာဆူတောင်းလျက်ရှိသောပရိသတ်များအနေဖျားမယ်တရားမယ်ချို့ပါဝင်ကြ၏။ထိုသူတို့သည် သူတို့၏သတင်းစာများမှနေ၍နောက်တနေ့တွင် အောက်ပါအတိုင်းပြောင်းလောင်ရေးသားကြ၏။ဆန်ဆက်ဆရာ၏သမီးဇတ်သမကလေးသည် ယနေ့မတ်လ၁ရက်နေ့တွင်မာဆယ်ဘဲဂူလိုင်းမှာသူနှင့်အတူလူပေါင်း၂000ကျော်စုယုံထား၏ထိုလူတို့သည်ဘဲများလောက်ယူမိုက်ကြသည်ကို ပြောမဆုံးနိုင်ဇက်သမကလေးကလူတို့ကိုမြောက်များကသလိုကခုံရန်ခိုင်းသည့်အတိုင်းလှုပ်ကြ၏သူတစ်ပါးပြောင်းလောင်ရဲမောဝယ်ရအလုံများကိုလှုပ်နေကြသဖြင့်ရှက်ဖွယ်ရဖြစ်တော်၏ယနေ့နဲ့နဲ့ထိုကိုဝေမလေးသည်မိမိကိုနှမဖန်းစားသောကြောင့် ထူးဆန်းတစုံတရာကိုလှုပ်ရန်ယဟန်ဟန်ဆောင်ပြီးဘင်တောင်ပေးမည်ဟုမိမိကိုကိုယ်ွယ်စိကတ်သူတို့အားစိတ်ဝီထုတ်ပြရန်အာနာနှင့်ခိုင်းလေသည်ဟု ရေးထားလေ၏ထိုသို့သောသတင်းစာကိုဖတ်မိသောအခါမှတ်သားဖွယ်သောအချက်တစ်ခုမှာထိုအကြောင်းကို ရေးတော်သူသည်မိမိတို့၏စိတ်ကိုအစိုးမရထာဝရအပြစ်ဒဏ်ခံရအောင် ငရဲတဲ့သို့နင်းချခြင်းခံရသောနှစ်ဆိုးသည်မိမိကောင်းကို မဲရော်နင်းကြိတ်တော်မူသောကြောင့်မဲရော့ကိုမုံ၏ထို့ကြောင့်စာရေးသူဤစာရေးသူဤကလောင်ကို သူ့သဘောအတိုင်းရေးစေသဖြင့်ရုံမာသောစကားကိုသုံးသည်သာမကဉာဏ်ရှိသော သူတို့ရေးသည့်စာနှင့်မတူသော မလျောက်ပတ်မတင့်တယ်သော စကားတို့ကိုပင်ရေးသားကြ၏နှဆိုးသည့်ရံညိုးနှင့်ညီတို့ပင်ရေးစေကမူမေရော်ဤဂုံကိုမင်းမိန်အောင်မတက်နိုင်အကျုံးမဲ့တက်တက်သာဖြစ်လေ၏ အနတတသည်မိမိစိတ်ပရိကို ပြန်ကင်ပြီးမှစိတ်ပရိစိတ်ဤကိုကျွန်ုပ်တို့အားပြသသွန်သင်၏ဂူလိုင်၌သူငယ်မ၏စိတ်ပရိစိတ်ပုံကို ကြည့်ရှုဆင်ခြင်ကြကုန်စို့သူမသည်ဒူးထောင်နေစဉ်ညကြီးကိုမထီပဲအထက်သို့မြောက်နေတကယ်သူရှိ၏ဇုံတစ်ခုသောအရာက သူ့ကိုအထက်သို့ပင့်မြောက်ထားသည့်လက္ခဏာရှိ၏အထက်သို့မျောရှု၍အလွန်ချွတ်ဖွယ်သော အလွန်စွမ်းဆောင်နိုင်သော အမိနှင့်စကားပြောနေရသောကြောင့်သူမသည်အထက်သို့ပင့်မြောက်ခြင်းခံရပြီးတကယ်သို့ဖြစ်၏သူငယ်မသည် အပေစကားကိုဆိုသည်။စိတ်ပရိကို လက်ကကန်၍ဂုံကျေးဇူးတော်မြတ်တာကိုသာ အထက်ထက်ဆို၏ထိုမြတ်တာကိုရွတ်တော်အခါမာရီယာကဂုံကျေးဇူးတော်နှင့်ပြည့်စုံတော်မူသောသူ အပြစ်ရှိသောသူတို့ဖို့ကရုဏာမြတ်တာနှင့်ဆုတောင်းပေးတော်သူဟုယုံကြည်ခြင်းနှင့် အနက်အတိတ်ပဲကိုစဉ်းစား၍ဆို၏မာရီယာဟူသောကောင်းငင်မုံကဆင်းလာသောနာမည်ချစ်ဖွယ်သောအမိ၏နာမကိုချစ်ချင်းမြတ်တာနှင့်ခေါ်၏ကျွန်ုပ်တို့သည်လည်းစိတ်ရိစိတ်သောအခါဘနက်တတားကဲ့သို့မေရောကိုမမြင်ရတော့လဲစင်းနုအရှိမလကောင်းရုပ်ပုံကားချက်ရှိမလကောင်းယုံကြည်ခြင်းစိတ်နဲ့မေရောကို ရှုမြော်လျက်လောကင်းနဲ့ဆိုင်ရာများမှစိတ်နှလုံးကိုခွဲခွာ၍ အထက်သို့ပင့်မြောက်ထားရ၏ရွတ်ဆိုသောမေတ္တာ၏အနက်အတိတ်ပဲကိုလည်းစဉ်းစားရ၏ဤသို့သောတရားကြီးညိုခြင်းဖြင့်မေရောကိုမြင်ရပြီတကယ်သို့စိတ်၌ဆွဲလန်းရ၏ဗန္နတတရွတ်ဆိုသောစကားများကိုကျွန်ုပ်တို့လည်းရွတ်ဆိုရ၏အာလုံးစုံမေတ္တာကိုရွတ်ဆိုသောအခါထိုမေတ္တာ၌ပါသောယုံကြည်ရာအချက်များကိုယုံကြောင်းဝန်ခံကြ၏ကောင်းငင်မုံမေတ္တာကိုရွတ်ဆိုကြသောအခါ ဖျားသခင်သည်ကျွန်ုပ်တို့၏အဖဖြစ်တော်မူ၍ကိုရော၏ဂုံတော်ထင်ရှားစေရန်ရွက်ဆောင်ပါမည်ဟုဝန်ခံပြီးမှအဖကလည်းသားသမီးများဖြစ်သောကျွန်ုပ်တို့အပေါ်၌လောကီဖို့၎င်းလောကုတ်တရားဖို့၎င်းညောင်မြင်တော်မူပါမည်အကြောင်းဆုတောင်းကြ၏။ဂုံကျေးဇူးတော်မြတ်တာကိုရွတ်ဆိုခြင်းဖြင့်ကောင်းငင်တမန်တော်ကအပျိုကညာမာရီယာအားနှုတ်ဆက်တော်စကားကိုဆိုကြ၏။ဆိုကြသည့်အခါမှာလည်း ကျွန်ုပ်တို့သည်ဗန္နတတားကဲ့သို့အတိတ်ပဲနားလည်ကြ၍စင်ကြယ်ခြင်းနှိမ့်ချခြင်းစစ်လေးမြတ်ခြင်းနှင့်ရွတ်ဆိုကြစို့ခမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်အားဘုံတော်ကုံတော်ရှိပါစေဟုသောမေတ္တာကိုရွတ်ဆိုသောအခါထိုမေတ္တာသည်ကောင်းကင်မုံသားတို့ထာဝရကာလပတ်လုံးပုဂ္ဂိုလ်သုံးပါးဖျားတစုကိုချီးမွန်ကိုးကွယ်သောမေတ္တာဖြစ်သည်ကို အောက်မေ့လျက်မာရိယမေရော်နှင့် ဘန်နတတာကိုအတူယူ၍ရွဆိုကြစို့နေဟုခေါ်သောရွာ၌ဟင်နရီဘူကေးဆိုသူဂူလိုင်ဆန်းရင်နှင့်အနာပြောက်သည့်အကြောင်းဟင်နရီဘူကေးခေါ်အသက်၅နှစ်အရွယ်လူပြိုကလေးသည် နေဟုခေါ်သောရွာ၌နေထိုင်သည်ထိုသူငယ်၌ကျမ်းမာခြင်းအနည်းငယ်များမရှိ1856ခုနှစ်တွင်ပြင်းထန်သောဥယောင်ငန်းပြားယောဂကိုခံရပြီးမှ လေပင်လက်ရဘက်၌အလုံးအဖုပေါ်လာပြီးထိုအဖုသည်တိုး၍တိုး၍ကြီးကျယ်လာလေသည်ယင်ဘက်အထိရောင်ပြီးလင် အောက်မေယိုးနှင့်တညီတည်းရှိ၏အလုံးအဖုကလက်သီးစုပ်လောက်ရှိသည်ဖြစ်၍နာကျင်ကြိုက်ခဲလာသောကြောင့်ထိုလူငယ်သည်မြေပေါ်မှ လူးလိမ့်နေရ၏လေးငါးလခံရပြီးသည့်နောက်ထိုရက်၌ကြောစိုးသောဆရာဝန်ဆူတေဘဲဆိုသူသည်အနာကိုခွဲလိုက်ရာ သွေးနှင့်ပြည်ပုတ်များထွက်လာတော်လဲအနာသည်မပြောက်နိုင်စေဝါအမျိုးမျိုးနှင့်လှပေါင်းတော်ကြာကုသတော်လဲအကျိုးမဲ့ဖြစ်၏ဆရာဝန်သည်ဓာတ္တထုရင်းနှင့်စေကြောရန်မိမိသူနာပြုအားမိမိလူနာအားအကြံပေးပြန်သဖြင့်1858အောက်တိုဘာလတွင်ဓာတ္တထုရေးထွက်သောကောဒရီမြို့သို့သွား၍25ရက်တိုင်တိုင်နေပြီးမှစေကြောခြင်း ရေချိုးခြင်းပြုလုပ်တော်လဲမတက်တာတိုး၍သာနာကျင်ကြိုက်ခဲလာ၏ထိုလူငယ်၏အနာသည် တခါတရံ၌သာအနှဲငယ်တက်သားတော်လဲရှင်ဘက်နှင့်လေပင်က သွေးပုတ်ပြီးပုတ်ထွက်သောအနာဖြစ်သည်ဖြင့်မျက်နာပေါ်သို့တက်၍ကူးရောက်မည်ကိုစိုးရိမ်ပွင့်ရှိ၏ထို့အပြင်လေပင်အနာနာကခြားသောအဖုနှလုံးပေါက်လာပြန်၏။ဤမြောက်တနာဝယ်ကောင်းသောအချိန်၌ရှိသောအခါထိုလူငယ်သည် လူ့မျိုးဂူလိုက်မှတကိုးတော်ရင်နဲ့အံဝဲတော်ယောဂအမျိုးမျိုးပျောက်ကင်းကြောင်းကြားသိလေလူ့မျိုးဂူလိုက်တို့ခြေလင်သွား၍ကုသလိုကြောင်းမိဘတို့အားပြော၏မိဘတို့ကခွန်အားနေသောကြောင့်သွားခွင့်မပြုဟင်နရီသည်မေရော်အပေါ်မှာထက်တန်သောတရာကြီးညိုခြင်းရှိသောသူဖြစ်၍မေရော်ကသူ့အားချမ်းသာပေးမည်ကိုစိတ်ဆွဲလျက်လူ့မျိုးတို့သွားသောအိမ်ကြီးချင်းတူအူကို ကုလိုင်ဆန်းရင်ပေါက်ရင်းနဲ့နဲ့ခတ်ခဲ့ပါဟုမာလိုက်၏တန်စုစဲမိုင်းမာတော်မူသောပွဲနေ့ဧပြီလ28ရက်နေ့ည7နာရီအချိန်၌ထိုအိမ်နီးချင်းအမျိုးသမီးသည်တကူတော်ရီပလင်းကိုယူဆောင်ခဲ့၍ဟင်နရီအားပေးလိုက်၏ထိုည၌ပင်မအိမ်မီ7နာရီအချိန်တွင်သူနှင့်အတူမိခင်ဖခင်ညီကိုမောင်နှမတို့နှင့်သူ့အမတိလရှင်တပါးပါအတူစုယုံ၍ ်မေရော်မာရီယာထံထိုအနာမချမ်းသာပေးတော်မူပါမည်အကြောင်းဆုတောင်းကြ၏ဆရာဝန်သည်အနာကိုရေအေးနှင့်ဆေးလင်ပိုပြီးကြိုက်ခဲလာလိမ့်မည်ဟုသတိပေး၍မဆေးရန်တားမြစ်တော်လဲနာမထောင်လူလင်သည်အိယာပေါ်မှာလျောင်းလျက်အနာရင်စီးထားသောအဝတ်များကိုဖြည်ပြီးဖြူစင်သောအဝတ်တစ်ခုကိုတကိုးတော်ရေတွင်စိမ်ပြီးမှမိမိအနာကိုဆေးကြောတုပ်လိမ့်လေ၏ ယုံကြည်သောစိတ်သည်တိုး၍တိုး၍ထက်သန်လာသဖြင့်ဧကံမုတ်ချမေတော်သည်ကျွန်ုပ်၏အနာကိုပျောက်ကင်းစေလိမ့်မည်ဟုယုံကြည်လျက်ငြိမ်သက်စွာအိပ်ပျော်သွားလေသည်နန်း၌အိယာမနိုးသောအခါသူယုံကြည်မျောလင်းသည့်အတိုင်းကြိုက်ခဲခြင်းလုံးလုံးမရှိအယောင်အတင်းပျောက်၍အနာအပေါက်များလည်းပိတ်ဆို့သဖြင့်လပေါင်းများစွာကပျောက်ကင်းသောအနာကဲ့သို့၆တွေ့သောအနရွတ်သာကြံရစ်တော်၏ နှစ်လများစွာကြာမှသာလင်ပျောက်ကင်းနိုင်သောအနာသည်မေရော်တကိုးတော်အားဖြင့်တခဏချင်းတွင်ပဂရိအတိုင်းပျောက်ကင်းသွားကြောင်းထင်ရှားတော်၏ထိုအံ့ဖွယ်ပျောက်ကင်းခြင်းကိုစစ်ဆေးထောက်လန်းသောဆရာဝန်များတို့ကထိုလူငယ်သည် လူအစွမ်းနှင့်မဟုတ်ဖျားတကိုးတော်အားဖြင့်သာပျောက်ကင်းကြောင်းသက်သေခံကြလေသည်ဆုတောင်းကြစို့အော်လူ့သခင်မသခင်မကိုယ်တိုင်ဘနက်ဒတာအား ကောင်းမွန်စွာစိတ်ရိစိတ်ဤကိုတုံသင်တော်မူပေသည် ထိုဆုတောင်းခြင်းဤကို သခင်မဘယ်များလောက်နှစ်သက်သည်ကိုသိစေခြင်းကပြုံးတော်မူလေ၏တရာကြည်ညိုခြင်းပြည့်စံသောဩသခင်မှာကျွန်ုပ်တို့သည်လည်းစိတ်ရိစိတ်ခြင်းအမှုကိုနှစ်သက်ခြင်းနှင့်ဆောင်ရွက်ရ၌ဘန်နတတာကဲ့သို့စိတ်နှလုံးမပြန့်လွင့်ပေကြည်ညိုခြင်းနှင့်ရွတ်ဆိုလျက်သခင်မအားလှပသောပန်းကုန်းကိုဆက်တတ်သဖြင့် တဘောတော်နှင့်တွေ့နိုင်မြေကြောင်းကျေးဇူးတော်ပေးသနာတော်မူပါအာမင်အိုလုတ်သခင်ပါကျွန်ုပ်တို့ဖို့ငါဆုတောင်းတော်မူပါ